မြန်မာနိုင်ငံမှာငလင်လှုပ်ခတ်ပြီးတဲ့နောက်ကြီးညာခဲ့တဲ့အပြစ်ခတ်ရင်ဆိုင်ရေးကာလကိုတက်တန်းတိုးဖို့မလေးရှားနိုင်ငံကမေ25ရက်ကမြန်မာနိုင်ငံကိုတိုက်တွန်းခဲ့ပါတယ်။ဒါ့ပြင်မြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့အချက်၅ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ကိုလည်းအခောက်အထည်ဖို့ဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့မလေးရှားကတိုက်တွန်းခဲ့ပါတယ်။တက်မတော်ဟာမလ28ရက်ကအင်အားဖြင့်ငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်အပြစ်ခတ်ရင်ဆိုင်ရေးကိုကြီးညာခဲ့တာဖြစ်ပါတယ်။အရင်ကတက်တန်းတိုးခဲ့တဲ့ဒီအပြစ်ခက်ရေးစေးသဘောတူညီချက်ဟာမေလကုန်ပိုင်းမှာတက်တန်းကုန်ဆုံးမှာဖြစ်ပါတယ် ်မေ25ရက်မှာမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ခန်ဆန်ကဒေတာရင်းနိုင်ငံသားရေးဝန်ကြီးတွေနဲ့စည်းဝေးပြုလုပ်ချိန်မှာမြန်မာနိုင်ငံမှာအပြစ်ခက်ရဲစဲရေးကိုတက်တန်းတိုးဖို့နဲ့ချဲထွင်ဖို့အဆိုပြုခဲ့ပါတယ်။မြန်မာနိုင်ငံမှာရန်လိုမှုတွေကိုရပ်တန့်ဖို့အပြစ်ခက်ရဲစဲရေးကိုချဲထွင်တက်တန်းတိုးဖို့ပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်ကိုရှေ့ရှုတဲ့ရှေ့လျားပြီးခက်ခဲတဲ့လမ်းကြောင်းကိုအဆင်ပြေချုံးမွေအောင်လှုပ်ဆောင်ဖို့နဲ့မြန်မာပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုပြေပြောက်စေအောင်လှုပ်ဆောင်ဖို့မိမိတို့တိုက်တွန်းကြောင်း မိုဟာမက်ကအစည်းအဝေးအဖွဲ့မေကောမှပြောကြားခဲ့ပါရယ်မိုဟာမက်က၎င်းဟာဇွန်လမှာနေပြည်တော်ကိုသွားရောက်မယ်လို့လည်းသတင်းတောက်တွေကိုပြောပါရယ်တိုက်ခိုက်နေကြတဲ့အဖွဲ့တွေကစဲစုနဲ့များစွာကြားတဖက်နဲ့တဖက်ဆန့်ကျင်နေခဲ့ကြတာကြောင့်စိတ်ရှိရှိထားပြီးဒီပြဿနာကိုဖြေရှင်းဖို့နီလန့်ရှာရပါမယ်လို့မိုဟာမက်ကပြောပါရယ်